မင်္ဂလာပါရှင်။မောသားမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။အိုင်းလေးမျက်နာမျိုးနယ်မှာအေဗီလာဇန်ပိုင်းကတိုက်ပွဲကြီးညင်ခဲ့ပေမဲ့ရခိုင်လက်နက်ကအဖွဲ့အေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့တည်င်းပတ်တွေအတွင်းလေးမျက်နာမျိုးမှာတိုက်ပွဲကြီးဖြစ်လာခဲ့ပေမဲ့လက်ရှိချိန်မှာနာဆာကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအရင်တုန်းကလိုမျိုးတုံ့ပြန်တိုက်ခိုက်တာမျိုးမရှိတော့ဘူးလို့သိရပါဗျ။ရုပ်သံပိုင်းထဲမှာတော့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့လေမျက်နှာမျိုးအခြေအနေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရေ NASA ကအစိုးရဖွဲ့အားအင်အားပြင်းငလျင်တန်ကိုခန်းစားခဲ့ရသူတွေကိုကူညီပေးနိုင်အောင်လို့ယာယီအပြည့်ခက်ရက်စဲထားမယ်ဆိုပြီးတော့ကြေညာခဲ့ပေမဲ့ ရကလန်နဲ့ကင်အခွဲအေအေဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာနာဆက်ကတက်စကန်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်ခွားမျိုးနယ်နဲ့ဆက်နယ်ရဲ့အေရရီတိုင်းလင်းမျက်နာမျိုးနယ်တဲကပန်တော်ကြီးစကန်ကို နာဆက်ကတက်တွေကထိန်းချုပ်ထားနိုင်ခဲ့တယ်လို့သိရပါတယ်။ပန်တော်ကြီးဟာလင်းမျက်နာမျိုးနဲ့ရွှေမိုင်ကန်အကွာမှာရှိနေပြီးငုံဝမြင့်နဲ့ပသိမ်မုံရွာလမ်းမကြီးအနောက်ဖက်ရိုးမတောင်ကြီးမှာတည်ရှိနေတာ ရခိုင်လည်းနဲ့ကအဖွဲ AAO ဆောင်တဲ့ပူပေါင်းအဖွဲ့တွေကတကြံကာလာတွင်အဲ့ဒီပန်းတော်ကြီးတက်စကန်ကိုထိုးစစ်စင်တိုက်ခိုက်ကြဖြစ်တယ်လို့သိရပါဗျ။ရခိုင်လည်းနဲ့ကအဖွဲ AAO ဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာပန်းတော်ကြီးစကန်ကိုထိန်ချုပ်နိုင်အောင်ကြိုးပမ်းခဲ့ပေမဲ့နာဆာကတက်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်စုပ်ခွာထွက်ပြေးခဲ့ရပြီးနာဆာကတက်တွေကို AB 24ရက်နေ့ကလည်းတုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘူးလို့သိရပါဗျ။ဒေသခံတအူကတော့ ကျွန်တော်ကြားသိရသလောက်ဆိုရင်ပန်တော်ကြီးဘက်ဈေးအခြေအနေတွေကတော့ AVL 23ရက်24ရက်နေ့တွေမှာလဲ AA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘက်ကအတန်ထွက်မလာတော့ဘူးအပြန်အလှန်တိုက်ပွဲမျိုးမဟုတ်ပေတဘက်ကတေးကြအောင် AA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေရှိနိုင်မဲ့နေရာတွေကိုလက်နဲ့ကြီးဝင်နဲ့ပြစ်ခတ်တာမျိုးတွေရှိခဲ့ပါတယ် AA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘက်ကအတန်ထွက်မလာတော့ပါဘူးလေရင်နဲ့ပြစ်ကူခေါ်ပြီးပူပေါင်းလုံးဆောင်တာတွေလည်းရှိခဲ့တယ် AA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘက်က ပြန်လည်တုံ့ပြန်ခြင်းမရှိရတဲ့အေအေတက်တွေစုပ်သွားပြီးတော့ယူဆလို့ရပါတယ်။ပြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကျွန်တော်အထင်တော့ခံမှန်းကြည့်အားဖြင့်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘက်ကအနည်းဆုံး150ကန့်ထိခိုက်ကြဆုံးနိုင်တယ်လို့ပြောပါတယ်။လင်းမျက်နှာမျိုးနဲ့တွင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ဒေသခံတွေဟာစစ်ပေးရှောင်နေကြရပြီးတချို့ကနှီးဆဲရွာတွေမြို့တွေမှာပြောင်းရွှေ့နေထိုင်ကြရတယ်လို့တချို့ကလည်းရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ကြရတယ်လို့သိရပါတယ်။လင်းမျက်နှာမျိုးကန်တအူက န်တော့မှတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေခဲ့စွာအမှန်ပါပဲ။လက်နက်ကအဖွဲ့အစည်းတွေကအဲ့ဒီထိတဲ့ရောက်လာကြတဲ့နှစ်ဖက်ပစ်ခတ်မှုတွေကြောင့်ရွာမှာလည်းမိွေလောင်ရီရတွေ့ရပါဗျ။အခုကြောင်းမီရတဲ့လောက်ဆိုရင်တော့စစ်တပ်ကအမြောက်နဲ့ပစ်ခတ်တဲ့လေကြောင်းကလည်းတိုက်ခိုက်တယ်ဆိုတော့အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေပြန်ဆုတ်သွားတယ်လို့ကြားမိရဲ့။အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဆုတ်ခွာသွားတယ်ဆိုပေမဲ့အကုန်ဆုတ်ခွာသွားသလား။ဒါမှမဟုတ်တချို့ပဲဆုတ်ခွာတာလားမသိရသေးဘူး။ လက်ရှိချိန်မှာစေဘေးရှောင်တွေကအကောင်းဆုံးဖြစ်မယ်။အချင်းနေပြည်တည်ငြိမ်အေးဆေးမှပြန်လာတည်နေလို့ပြောပါရယ်။အေးဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာပန်တော်ကြီးစခန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့နာဆာကကိုစန့်ကျင်ရဲ့မီဒီယာတွေကရေးသားဖော်ပြခဲ့ပေမဲ့မှန်ကန်မှုမရှိခဲ့ဘူးလို့ဆိုကြပါရယ်။လင်းမျက်နှာမျိုးကန်တူကအေးအေးဦးဆောင်တဲ့ပူပေါင်းအခွဲတွေပန်တော်ကြီးရွာဘက်ကိုခဏလေးပဲဝင်နိုင်ပေမဲ့တပ်ဖက်ကလက်နေကြီးနဲ့ထုလွန်တော့ကြကြမနေရကြဘူး။ ဒါကြောင့်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေပြန်ဆုတ်သွားခဲ့လို့ပြောပါရယ်။လေးမျက်နာပန်းတော်ကြီးရွာပဲ့ချံမှာတိုက်ပွဲဖြစ်ပွားမှုအနေငယ်ညှိတဲ့ခဲ့တဲ့အတွက်ဒေသခံတွေကမိမိတို့ရဲ့ရွာကိုပြန်လည်ဝင်ရောက်လိုပေမယ့်ပြန်မဝင်ခိုင်းသေးပဲနာဆာကဘက်ကအခြေအနေတွေကိုတေချာအတည်ပြုပြီးမှဝင်ခိုင်းဖွယ်ရှည်လို့သိရပါရယ်။လေးမျက်နာမျိုးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းဒေသခံပြည်သူတွေဟာနာဆာကအစိုးရတပ်တွေနဲ့တက်ဆွမ်းတရွေ့ပူးပေါင်းတာတွေရှိခဲ့တဲ့အတွက် အေအေဦးဆောင်တဲ့ပူပါအခွဲတွေအထိနာကပြန်ဆုတ်ခဲ့ရတာမျိုးဖြစ်ပြီးပြန်လည်ဆုတ်ခွာခဲ့သူတွေတဲမှာဒရရသူအများပြပါဝင်ခဲ့တယ်လို့သိရပါဗျ။စီးရေးစင်ဝင်စားသူတအုပ်ကတော့အေအေအကျန်းဖက်အခွဲဟာပန်တော်ကြီးရွှေစံတော်တမတော်စကန်ကို ထောင်ထဲကြီးရဲ့အင်အားနဲ့ငားရဲကြာဝင်တိုက်ခဲ့ပါဗျ။တမတော်သားတွေမဆုတ်တော့ဆွဲနဲ့ခုခံတယ်လို့လေကြောင်းပစ်ကိုလက်နဲ့ကြီးပစ်ကိုစီးကျက်ညီခဲ့လို့အကြအရှုံးများစွာနဲ့ဆုတ်ခွာသွားရပါဗျ။ ပန်တော်ကြီးတိလားရှင်ကြောင့်မအေအေရဲ့ကြံရှိအင်အားနဲ့ဒံယာရအေအေတွေကိုစံကုံလန်းစုံကုန်းမြင့်စိုက်ပျိုးရေးချက်မှာဆွဲထုတ်ထားသလိုနဂတ်ဘက်ကိုစုခွာမှုလည်းရှိပါတယ်။ကုမနက်မှာတော့ဝက်ကုံထောက်ကြံခွင့်ဘက်ကလက်ကြံအင်အားတွေကိုစုပွက်နေရလို့သတင်းအရတမရဘက်မှာအပိသက်ချိန်မုံနိုင်ဖို့ကြိုးပမ်းနေပါတယ်။အေအေရစုခွာခြင်းတွင်ကြောင်းစရဲကုံဖုံးစည်းကြောင်းနဲ့ရွာတွေမှာပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူသွားခဲ့ပါတယ်။တရက်ကုံရှမ်းခွင့်ဘက်မှာပြည်သူတွေရဲ့ ဖုန်းတွေကိုလည်းဓားတိုက်သွားခဲ့ပါတယ်ဆိုပြီးတော့ဧပြီလ23ရက်နေ့က၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ရခိုင်လည်းနဲ့ကိုင်အခွဲအေအေဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာစီးရဲအကျိုးအမြတ်ရယူနိုင်အောင်ကြိုးပမ်းမှုအဖြစ် တကြံကာလအတွင်းမှာပဲလင်းမျက်နာမျိုးနဲ့အတွင်းထိုးစစ်စင်တိုက်ခိုက်လာခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့လို့သိရပါတယ်။အေအေနဲ့ PDF ပူပေါင်းအခွဲတွေဟာလင်းမျက်နာမျိုးကိုအင်အားသုံးထိုးစစ်စင်တိုက်ခိုက်ခြင်းအတွင်းအင်အားထောင်ချီရှိခဲ့ပြီးမြေ လင်းမြနာမြို့ကန်တွေက NASA ကတက်တွေကိုဝိုင်းဝန်းကူညီပေးခဲ့တာမျိုးရှိခဲ့တဲ့အတွက် AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေအထိနာကပြန်လည်စုကွာခဲ့ရတာမျိုးဖြစ်တယ်လို့သိရပါတယ်။ AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ NASA ကရဲ့ရဟတ်ယာဉ်ကို တာဝါတိုင်းအပေါ်ကနေတက်ပစ်ဖို့ကြိုးပမ်းခဲ့ပေမဲ့အသက်ငယ်သူပြက်ကြကတည်ဆုံးတာတွေရှိခဲ့တယ်လို့ AA နဲ့ PDF အဖွဲ့တွေကိုအားပေးထောက်ခံတဲ့သူတအူက Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြတာတွေလည်းရှိခဲ့ပါတယ်။ အေအေနဲ့ PDF ပူပေါင်းအဖွဲ့တွေဟာလေးမျက်နှာမျိုးကနေခဏမိုင်းကျော်အကွာမှာရှိနေတဲ့ပန်တော်ကြီးစခန်းကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းခဲ့ပေမယ့်ပျော်လင်းသလောက်ရလက်မကောင်းဘူးလို့လူမှုကွန်ရက်မှာရှင်းသားဖော်ပြတာတွေရှိခဲ့ပါတယ်။လေးမျက်နှာမျိုးဟာစစ်ဆိုတာကိုမကြုံဘူးတဲ့မျိုးဖြစ်တဲ့အတွက်အေအေနဲ့ PDF ပူပေါင်းအဖွဲ့တွေကထိုးစစ်စင်တိုက်ခိုက်မှုတွေကြောင့်မျိုးအတွင်းတိုက်ပွဲတွေဖြစ်ပွားလာချိန်မှာဒေတာကန်တွေဟာရုတ်တရက်ဘာလို့လို့ဘာကန်ရမယ်မသိဖြစ်ခဲ့ရပါပြီ။စီးပွားရေးခက်ခဲတွေဖြစ်ပွားခဲ့လို့သိရပါတယ်။ လေမျက်နာမျိုးဟာဟင်္ဒရာမျိုးနဲ့နှစ်တိုင်းချောင်းမျိုးအပြင်အင်ကပူတို့နဲ့အပြက်လန်ကုံသွေးရေးပိုင်းကိုလူဆက်ဆက်နဲ့မျိုးဖြစ်ပြီးတော့အင်ကပူနဲ့ငတိုင်းချောင်းနဲ့ထိဆက်နေသလိုဟင်္ဒရာမျိုးနဲ့နဲ့လေနှီးဆက်တဲ့မျိုးဖြစ်တယ်လို့သိရပါတယ်။လေမျက်နာမျိုးဟာဟင်္ဒရာခရိုင်ထဲမှာပါဝင်ပြီးတော့အနောက်ဘက်ဆိုရင်တော့အနောက်ယူမတောင်တန်းကြီးရှိပါတယ်။မြုပ်ကတအူကလေမျက်နာမျိုးမှာတိုက်ပွဲတွေစတင်ဖြစ်သွားပြီးအေအဖွဲ့စဝင်တဲ့ကဖုံးလိုက်အဆက်အသွယ်အခက်အခဲတွေဖြစ်ခဲ့ပြီးတော့ အေးအဖွဲကဖုန်းတွေအတင်းအဓမ္မသိမ်းဆဲတာတွေရှိခဲ့ရတချို့ကအွက်ထားတဲ့ဖုန်းတွေကိုအသုံးပြုပြီးဆက်သွယ်ရတာမျိုးရှိခဲ့လို့သိရပါတယ်။လင်းပြင်းနာမျိုးနဲ့အတွင်းမှာရှိနေရဲ့ဆက်သွယ်ရေးတာဝါတိုင်ကြီးတွေကိုစီတာမထက်တဲ့အတွက်ဖုန်းလိုင်းတွေမရတော့သလိုရွာကလူကအပြင်ကိုလုံးဝဆက်လို့မရတော့ဘူးလို့သိရပါတယ်။လင်းပြင်းနာမျိုးကတူဖြစ်သလိုစေပေးဆောင်တူကလည်းလင်းပြင်းနာမျိုးနဲ့ကိုအေးအေးရေဝင်အုပ်ချုပ်တာမျိုးကိုဒေသခံအများစုကမကြိုက်ဘူးလေ။ တဝတိယအုပ်ချုပ်ပြီးအေးအေးကျန်းကျန်းအုပ်ချုပ်ရင်တော့တမျိုးပေါ့နော်အခုဟာကတိုက်ပွဲဖော်ဆောင်ပြီးစစ်ကြီးဖြစ်ပြီးအုပ်ချုပ်တာတော့မကြိုက်ဘူးလေထူးဆန်းတာကလင်းမျက်နှာနဲ့အင်ကဘူနဲ့ဆက်နေရနော်အင်ကဘူဘက်ကိုလုံးဝကိုမကြော်တာစိုးရိမ်တာကတော့အခုလိုဖြစ်တာဆိုတော့အာလုံးဒုက္ခရောက်တယ်ကိုယ့်ရမှာမဟုတ်ဘူးရွာပေါင်းကအများကြီးပဲကာလန်ဘေးကရွာရီဆိုရင်ဖဲခိုင်းထားလို့ပြောတယ်အဲ့လိုဆိုတော့စိုးရိမ်မှုတော့ရှိရဲ့အေးအေးကကျမတို့ရွာကိုဝင်လာတော့ကတက်မရှိတော့ဒီတောင်းဝင်လာတာ အေးရှိရောညဘက်အိတ်ချင်ရင်တခြားရွာသွားအိတ်ရတဲ့အချိန်လေးထိဖြစ်သွားတယ်။စီစုံကုန်းဆွေရွာရှိရဲ့လင်းမျက်နာမျိုးနဲ့ခုနှစ်မိုင်လောက်တော့ဝေးတယ်။အဲ့ဒီမှာတက်မတော်ကအထိုင်ချထားတယ်လို့ပြောတယ်။ဘန်တော်ကြီးဘက်မှာဟိုဘက်ကတချမ်းမှာတော့တိုက်ပွဲတွေဖြစ်ကြတာပေါ့။အဲ့ဒီဘက်ကလူတွေကတော့မရှိတော့ဘူး။နေတရာမျိုးတွေဘက်ကိုရှောင်းကုန်ကြသလိုလင်းမျက်နာမျိုးတိဘက်တွေကိုလည်းရှောင်းကုန်ကြအမျိုးလေးရှိရဲဆိုပြီးတော့ပြောပါတယ်။လင်းမျက်နာမျိုးနဲ့တွင်အေအူးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကထိုးစစ်စင်တိုက်ခိုက်ပြီး ဆေးရေးအကျိုးမြတ်ရယူနိုင်အောင်ကြိုးပမ်းလာမှုတွေကြောင့်ဒေသခံလယ်သမားတွေဟာတကြံကာလအပြီးလက်ရလုပ်ငန်းတွေအတွက်ပြင်ဆင်ဖို့အခက်အခဲရှိလာသလိုစေဘေးရှောင်ရခြင်းမှာလက်ရလုပ်ငန်းမှာအ धिक အထအသုံးပြုရတဲ့နှွားတွေလည်းရောင်းချခဲ့ရတာတွေရှိကြလို့သိရပါရဲ့ရှင်